ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များမမှော်ပါဘော့အခု27ပေါ့27ကတော့ဒါကဲတက်မှာယူ27ကတကယ်ဒီခုခံကာကွယ်တိုက်ပွဲဝင်နေတယ်27ကိုရဖို့လည်းမစင်စားပါနဲ့27ကလည်းဘတ်ပေါင်းစုံကနေပြီးတော့လုံခြုံရေးတွေကောင်းသလိုအာဒီပေါ့ကာကွယ် drone နဲ့လေကြောင်းပစ်ကူတွေကတအောက်ထိရောက်ပါတယ်နော်အသိကောင်းပါတယ်အဲ့တော့ဘမ်မော်မာကစစ်တက်ကြီးပဲလားဆိုတော့မဟုတ်ဘူး ဗမောပြည်သူလူထုကလည်းစစ်တပ်ကိုတအားချစ်တာနော်ဗမောပြည်သူလူထုကစစ်တပ်ကိုတအားချစ်တယ်လို့ဗမောမှာရှိနေတဲ့ပြည်သူလူထုဆိုတာလည်းကျွန်တော်တို့တရုတ်ကအစကလားအဆုံးနော်ကချင်လူမျိုးအဆုံးအကုန်လုံးကစစ်တပ်ကိုချစ်ကြတာချစ်တဲ့တော့ကြောင့်မို့လို့ KIA ကတော်တော်ဒုက္ခရောက်ပါဒါတို့ရဲ့အာကုသူပဲလေဟုတ်လားနေရာကောင်လိုက်နိုင်ကျင့်နေတာဖြစ်တယ်အဲ့တော့မင်္ဂလာပါကိုမောင်နဲ့မင်္ဂလာပါဗမောရောက်တော့မမျောလိမ့်နဲ့စောနာကကျွန်တော်ပြောသလို ကန်တရားဟာကန်တရားကတော့ကျွန်တော်တို့တက်မလို့ဘက်ကပဲရှိပါတယ်။ဘာကြောင့်လဲဆိုတော့အားလုံးရဲ့စိတ်တက်တွေဟာကျွန်တော်တို့ရဲ့ယုံကြည်မှုအရာဆိုလို့ရှိရင်စိတ်စေတနာနောက်မှကန်ဆိုတာအမြဲတမ်းပါပါတယ်။နော်။ဟုတ်ဟုတ်။ဟာကန်တရားဟာအမြဲတမ်းပါပါတယ်။အဲဒီကြောင့်မို့လို့အခု136အဲခဏဆုပ်ပေးလိုက်ရတာမှန်တယ်။အခုဗမော်မှာတက်ဆုပ်ရင်ဘယ်လိုဆုပ်လဲဆိုတော့လေတခါကျရင်တက်ဆုပ်လို့ဆိုဟပေးတာဖြစ်တယ်။ ဟာပြီးလို့ဆိုတာစစ်တပ်ရဲ့အဟဆိုတာရှိတာဘယ်လိုခေါ်မလဲကျွန်တော်ဒဲအိုးပုံစံဟာပြီးလိုက်ရင်ကျွဲချူပုံစံဟာပြီးလိုက်တာရှိတယ်။အဲဝင်လာပြီးဟိတ်ဆိုလို့ရှိရင်အနောက်ရှေ့အာလုံးညှက်ပြီးတော့ပတ်တိုက်တာ။အဲဒီလိုတိုက်ပုံမျိုးနဲ့ကျွန်တော်တို့ဒီနော်ဘူးကိုရိုင်းတော်မှပြောထားတာရှိပါနော်။အာ366ကရတာကြာပြီ။သူတို့ကပြောတာရတာကြာနေပြီ။ဒါပေမဲ့ပြန်ဆုတ်သွားပြန်တော့။အဲ့တော့ဆိုလိုချင်တာကဆုတ်ပေးတိုင်းဝင်မလာနဲ့။ဟိုကဟာပြီးတာလား။ဟာပြီးတာပြီးတော့ဝိုင်းပတ်ချုံပြီးတော့တီးပြတာ။ ဗမော်တစ်မြို့လုံးကစစ်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့ဘယ်နေရာမှမသိမ်းသိမ်းလို့မရသေးပါဘူးသူတို့နော်ဟိုခံစစ်ခံစစ်ခဏနေရာပြောင်းတာဖြစ်နိုင်တယ်ဗျူဟာရနေရာပြောင်းတာဖြစ်နိုင်တယ်အဲနောက်တစ်ခုကတော့လက်နက်ကြီးကြလာတဲ့ခါကျရင်ကိုလူမထီရလေအောင်နေရာပြောင်းတာလေဖြစ်နိုင်တယ်ဟုတ်ပြီလားကမောင်ရေးတယ်မင်္ဂလာပါအားပေးလေးရပါမင်္ဂလာပါခင်ဗျာနော်ရည်ချင်းရှိတဲ့လူငယ်တွေရှိပါတယ်ဗျာအဲ့တော့အခု ျွန်တော်တို့ဟိုပေါ့နော်အခုဟပေးတဲ့ပုံစံနဲ့အကောင်လုံးကတော့ကျွဲကျုပ်ပုံစံဟပေးတာရှိပါတယ်အဲ့တော့2 3 6တက်ကိုရောက်လာပြီဆိုတော့ကိုနေရပဲလေအကောင်လုံးကမှတ်ပုံတင်ထားပြီးသားနေရဖြစ်တယ်အဲ့တော့အခုဆိုလို့ရှိရင်လည်းအဲစစ်တက်ကသုံးတဲ့လက်နက်တွေလက်နက်အားဖြင့်လက်နက်ပါဝါအားဖြင့်ကြည့်ရတာကတော့ဘာလဲဆိုလို့ရှိရင်လေခွဲဟိုဘလိုခေါ်မလဲဆိုလို့ရှိရင် ျွန်တော်မှပြောရခက်တဲ့ပုံမျိုးပါเนาะအဲ့အရာတွေကိုဒီဒီမင်းဒီဝမ်းချလို့ကြားသိရတယ်အဲ့တော့ तू ကဟိုလောက်ရမ်းမပါပဲနဲ့လောင်စာစီနဲ့ဟိုဒေတုကိုဘယ်လိုလောက်တဲ့ပုံနဲ့တော့မသိတခုခုကတခုခုအဲ့ဒါနဲ့ပတ်သက်ပြီးနားလေသူရှိရင်တစ်ချက်လောက်ရေးပြပါအောင်လားဗျမင်္ဂလာညနေခင်းမှာချစ်ကိုကြည့်တယ်မင်္ဂလာပါအဲ့တော့တို့ကတော့ဟိုအတ္တမဘုံလို့လည်းခေါ်တာပါเนาะอืม ုတ်ကဲ့ပါအကိုအဲ့တော့တာမုံဘုံလဲလဲခေါ်ရပါเนาะဒီအဲ့ဒါနေနဲ့ကျဲမှာဆိုတဲ့ခါကြတော့အဲနောက်ဆုံးမှုတွေလည်းဖြစ်နိုင်တယ်လေเนาะအသေးချာတကူကတော့အကုသူဆိုတာလဲဟိုနောက်ကနေလိုက်ပါတယ်အဲ့ဒီ PDF တို့ KIA တို့စံချိန်တင်ကြတာပါအမောရောက်ဖို့တော့မစဉ်းစားပါနဲ့လို့ပြောပါမော်နော်ဟောလေခွဲဘုံလားဟုတ်ပြီနော်ဟုတ်ပြီလေခွဲဘုံအဲ့ဒါတော်တော်လေးကြောက်ဖို့ကောင်းတယ်လို့ကြားသိရတယ်လား ခါပေါ့နော်ဟိုရှမ်းမြောက်မောင်ကလည်းတက်မလို့ကဘာဘုံလဲမသိဘူးကျဲလိုက်တာပြတည်လားအဲဘာဘုံလဲမသိဘူးပဲပြောပြရစေအဲ့ဒီမှာ KIA ရဲ့ဘာပြောလဲဆိုတော့အဲ့ဒီဘုံနဲ့လေပေါ့နော်ချလိုက်တဲ့အချိန်မှာကျွန်တော်စိတ်ထဲမှာလုံးဝအာသူပြောတာသူပြောတာပေါ့နော်စိတ်ကလုံးဝအာပြောင်းသွားတာပေါ့နော်ဟိုကြားကြားစိတ်မစိတ်တော့မှာပြောင်းသွားတယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်တယ်ပေါ့နော်အေးအဲ့လိုမျိုးတွေလည်းရှိရဲ့ကြက်ကြက်တရီထားအဲ့တော့လုံးရပြားကုန်တာလည်းဖြစ်တော့ဖြစ်ကုန်တတ်တယ်နော် ဟုတ်ပြီเนาะအင်းသမောင်နှစ်3 6အနာတဲ့မကတ်နိုင်သေးဘူးဗျာတဲ့เนาะအသေးထက်နေကြတာอืมอืมနောက်တော့မင်္ဂလာပါတဲ့เนาะကျေးဇူးများတင်ပါတယ်အဲသတိပေးတဲ့အတွက်ကြောင်းလဲအဲ့တော့အခုဒါမှမဟုတ်ခွင့်ရှိရပါတော့เนาะအဲဗမော်နေနဲ့လိုအပ်တာတွေရောရှိတယ်လို့ကျွန်တော်ကြားသိရတယ်ပေါ့စိတ်ဓာတ်တွေကောင်းတယ်ကျုပ်တို့ပြန်တိုက်ပါတဲ့အဲသူတို့ပြောထားပြီးသား ကဘာကြောင့်ဘမတို့ခုတော့ဆင့်မြေပြင်းလေအဒီနေရာကနေပြီးတော့တပုံကိုဝင်လာရင်နောက်တနေရာသူတို့ပြန်ဖတ်တိုင်မှာပဲအဲဒါမျိုးတွေရှိတယ်အဲ့တော့ဘမမအခုလက်ရှိလုံနေတာက120မမတွေအဲနော်မြတ်မြတ်သုံးဖို့လိုတယ်ဘာကြောင့်120မမကိုကျွန်တော်တို့ကအဲသဘောကျတယ်အဲဒီကောင်တချက်ချက်ထိလိုက်ရင်အုံနဲ့ဆိုသလားဟိုဘယ်ကောင်မဆိုတော့ပြတ်သွားတာဒီဖွဲ့စည်းပုံလုံးကပြတ်ထွက်သွားတဲ့ပုံစံမျိုးတွေဖြစ်တာသိလားအဲ့တော့ အဲ့ဒါလည်းလိုအပ်တယ်အနီးကတိုက်ပွဲဖြစ်တဲ့အကြောင်းကိုလည်း40မမကြီးလည်းများများ30ချင်းတယ်နော်40မမကြီးများများ30မှာအနီးကတိုက်ပွဲ40မမအရန်ကိုအသုံးဝင်ပါလားအဲ့တော့ဒါကဘမော့အခြေအနေပေါ့ဗျာနော်366ကိုလည်း366ကသူတို့ပထမဝင်ပြီးတော့ရသွားတယ်သူတို့ဘက်ကချိန်ညားတယ်ရသွားပြီးသူတို့နောက်ဆုတ်လိုက်ရပြီဆိုချိန်ညားတယ်အဲ့တော့ဘမော့နဲ့ပတ်သက်ရင်သတင်းမငြိမ်ဘူးဘာကြောင့်မငြိမ်လဲမငြိမ်ရတဲ့အကြောင်းရင်းကကျွန်တော်ဆန္ဒပြောထားပြီးသားနော်ဘူးတို့ကိုယ်တိုင်ကမှလဲနေတာသူတို့ကိုယ်တိုင်လဲနေတာ ဆိုတော့ကျွန်တော်ငါတို့ပဲဆွမ်းနာပဲရပြီဆိုဟုတ်တယ်ပါတယ်ရတာရပြီပေါ့နော်တို့အချင်းချင်းကြာမှာပဲရတာရပြီတို့ကဟပေးလိုက်တာလေကျွန်တော်ကဝင်သွားတယ်ကျွန်တော်အကုန်လုံးပြုတ်ကုန်တာဒီအဲ့လိုမျိုးအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်ဗမော်တစ်မျိုးလုံးမှာဘယ်နေရာပဲကြကြဟိုတက်မလို့အနေနဲ့ခု27ပေါ့နော်စကခ27ကကောင်းကောင်းခုခံပြီးတော့တိုက်ပွဲဝင်ထိုင်နိုင်ထားနိုင်တဲ့ကာလာပတ်လုံးဘယ်တက်မှကြတယ်လို့ပြောလို့မရပါဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီကနေပဲလှူရှားတက်ရှိမယ်နော် လှူရှားတက်တွေရှိမယ်အဲနောက်ထပ်ကျွန်တော်တို့ခံစစ်တွေရှိမယ်ကာကင်းတွေရှိမယ်အဲအဲ့ဒီတကြောင်မလို့တော့ဘယ်နေရာကူမှကြတယ်လို့ပြောလို့မရပါဘူးခင်ဗျာနော်ဒီခိုင်ကိုလည်းဗမာလိုပဲထိထိရောက်ကင်စီချင်တယ်ပြောပြပါအောင်နော်อืมပြောရမယ်ပြောပြောရမယ်အဲ့ဒါလည်းပြောရမယ်ဗျာနော်အဲ့တော့အာဒီပေါ့နော်27ကိုရဖို့ကြာတော့လေမစင်းစားနဲ့ဗျာ27ကဲ့ เนาะဟိုဘယ်မှာတက်မမူကြီးကအမြော်မြင်တိတ်ကောင်းတယ်အဲနောက်တစ်ခုကသူ့ရဲ့စိတ်ဓာတ်ပေါ့နော်သူ့ရဲ့စိတ်ဓာတ်ဆိုတာကသူ့ရဲ့ဒီဥဆောင်မှုကောင်းခြင်းပေါ့ဥဆောင်မှုကောင်းခြင်းလက်ရောင်ငယ်သားတွေနဲ့အားလုံးနဲ့ညီကိုလိုမိသားစုလိုနေတာဗျာဒီလားအာမိသားစုလိုနေတယ်အဲ့တော့စိတ်ဓာတ်လည်းကောင်းတယ်စီလုံးရင်စီယုံရင်ကလည်းတိတ်ကောင်းတဲ့အတွက်ကြောင့်မို့လို့သူ့အတွက်ဆိုလို့ရှိရင်ရှည်ဆောင်ကနေပြီးတော့เนาะဟိုမိသားစုဆန်ဆန်နဲ့အသက်ပေးသွားမဲ့သူတွေကြီးပဲအဲသူကိုယ်တိုင်ကလည်း တက်အတွက်ဆိုမိသားစုဆန်ဆန်အသက်ပေးသွားမှာဖြစ်တယ်လို့သူ့လက်အောက်ကသူတွေအကောင်လုံးကလည်းအဲသူ့အတွက်ဆိုလို့ရှိရင်အသက်ပေးသွားမဲ့သူတွေဖြစ်တယ်အဲ့တော့မိသားစုဆန်တဲ့စိတ်ဓာတ်ဖြစ်တယ်အဲ့တော့တိုက်လဲပျော်ပျော်နော်ဟိုနေလဲပျော်ပျော်တည်လဲပျော်ပျော်ဆိုရဲအခုစစ်ပွဲမျိုးဖြစ်နေတာပါအဲ့တော့တစ်ဖက်ကဒီ KIA လို့ဘာလို့ကကြတော့ PR တွေနဲ့ဟလားဒီလောဘတွေဒေါသတွေမောဟတွေနဲ့တိုက်နေရပါမယ် ကယ်တမ်းခုဘာမှမတိုက်နေတဲ့စစ်တီပေါ်ပါအားလုံးဟာမိသားစုစိတ်တက်နဲ့တေးပြောပြောနေပြောပြောနဲ့တိုက်နေကြတာဖြစ်တယ်။ဟုတ်တယ်လေမိသားစုဆန်တဲ့ခါကျတော့လောက်ရတာလေပြောတယ်ချွေးထားတယ်ဘယ်တော့ပြောကျွန်တော်အဒေတာတစ်ခုကိုသွားတဲ့ခါမှာအလုသမားလေးတယောက်ပေါ့နော်အလုသမားလေးတယောက်ကကျွန်တော်ဝင်ဖွင့်တယ်အကိုတဲ့ဒီ NDE ပေါ့နော်ဒီအတော်စီမှာအလုလုကကျွန်တော်အရန်ပြောတာလေလုလုကလည်းတော့ကျွန်တော်မခံစားရဘူးလေဘာကြောင့်လဲဆိုတော့သူကကျွန်တော်တို့မိသားစုလို့သဘောထားတာမိသားစုလို့သဘောထားတဲ့ခါကျတော့တဲ့ ကျွန်တော်ကသူ့ကိုကူညီနေရလို့ပဲတော့စိတ်ထဲခံစားရတယ်ပတ်စံရင်ရရမရရကျွန်တော်တို့ကလှုပ်လှုပ်ပြီးမှာပဲအဲ့လိုပုံစံမျိုးထိဟိုဒါမိသားစုဆန်ခြင်းရဲ့စိတ်တက်ပေါ့နော်အကျိုးစီးပွားအကျိုးမြတ်ကိုကျွန်တော်ပြောပြတာပါအကျိုးရလက်လေးပေါ့အဲ့တော့မမမရှိနေတဲ့ဒီတက်မတော်သားတွေရဲ့စိတ်တက်ကလည်းဒီစိတ်တက်ပဲမိသားစုအရန်ဆန်တဲ့ခါကျတော့သူတို့ကခင်ဗျားတို့ဟိုဘလို့ခေါ်မလဲဘလောက်ပဲငက်ငက်ပြက်ပြက်နော်ဘလောက်ပဲငက်ငက်ပြက်ပြက်သူစိတ်ထဲမှာစစ်တီ ငါကြလို့မရဘူးဟုတ်လားငါသူတို့ကိုကာကွယ်ရမယ်ဆိုတော့တယောက်ကိုတယောက်ကာကွယ်ခြင်းနဲ့စိတ်ကတော်တော်လေးလေးစားဖို့ကောင်းတယ်ကျွန်တော်တော်တော်လေးစားတာပါကျွန်တော်ကြားရတဲ့အချိန်မှာလေတကယ်ပေါ့နော်ကျွန်တော်မိမျက်နဲ့စုံစမ်းတယ်ကျွန်တော်ခံစားတယ်ကျွန်တော်တွေးခေါ်တယ်ကျွန်တော်တကယ်သွားတွေ့သွားတွေ့ရတာတော့အဲ့ဒီမှာဆွမ်းကျွန်တော်ပြောတဲ့စိတ်သက်တွေပေါ့ဗျာနော်အဲ့တော့ခင်ဗျားတို့ KIA အနေနဲ့ဘလို့မှရိုက်ချိုးနိုင်မှာမဟုတ်ပါဘူး နော် KI နဲ့ဘယ်လိုမှရိုက်ချိုးနိုင်မှာမဟုတ်ပါဘူးခင်ဗျအဲ့ဒါကြောင့်မလို့မစင်းစားပါနဲ့ပံမနဲ့ပတ်သက်လာလို့ရှိရင်တော့သူတို့အချင်းချင်းကတယောက်ကိုတယောက်နေပျော်ပျော်တေးပျော်ပျော်နဲ့တိုက်နေကြတာဖြစ်တယ်ပျော်ပျော်ပဲပျော်ရွှင်နေတာပျော်ရွှင်နေတာတက်လားအာနေနေနဲ့ဟမအတန်ကြားတယ်တွေ့လားကြားလားကြားလားဆိုတာလာသေးတာတစ်ခါတည်းကြားရသေးတာနော်ကြားလားကြားလားဆိုတာလာသေးတာအေးပျော်နေရတာကြာတည်လား တည်လဲပြပြပဲတော့ထားချမှာပါအဲ့တော့တစ်ဖက်ကသာဆေးတွေတော့မိုးရွစေးတွေတော့သိရမလားဒါခါလဲဒီသူတို့အချင်းချင်းမှာမနိုင်လို့ဒါခါလဲ PDF တွေခေါ် AE တွေခေါ် TNL တွေခေါ်ခေါ်ပြီးတိုက်နေရတာဖြစ်တယ်အဲ့တော့ဟိုဘလိုပဲဖြစ်ကျွန်တော်သာအနားမှာဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်လည်းဒီစိတ်ထဲမျိုးပဲထားပြီးတော့ကျွန်တော်ဆိုရင်ကျွန်တော်တော့အမြဲစီစီးအောင်နိုင်သွားကျွန်တော်တက်ထဲဝင်ပလိုက်ဟုတ်လားဒါမျိုးပေါ့မိသားစုဆန်လို့ရှိနေတယ်ဟာဒါမျိုးဆိုလို့ရှိရင်လေလူဘဝမှာဗျာဟိုဘယ်မှာပဲနေနေပါလူဘဝ24နာရီနဲ့ ဒီတတမ်းမဲ့နေရတာပါနော်ဘုရားမှာပျော်ရွှင်ခြင်းဆိုတာလဲစိတ်ပါပဲပျော်ရွှင်မှုဆိုတာစိတ်ပါပဲအမြဲတမ်းဟိုပြဘာဓာတွေများပြီးတော့တောကပြဘာဓာတွေပူပင်စရာလောဘဒေါသတွေနဲ့နေရမယ့်အစားဒါမျိုးစိတ်ပျော်ရွှင်ရှင်လေးနဲ့အဲစစ်တိုင်ရင်တော့ပါပဲဘုရားမှာတရရဲ့ပဲနေရနေရဆယ်ရဲ့ပဲနေရနေရပျော်ရွှင်ပါလားဘုရားဟုတ်လားဘုရားမှာနှစ်တရာလောက်နေရပြီးတော့တစ်ချိန်လုံးလောဘတွေဒေါသတွေမကျင်တဲ့ချက်တွေဒေါသတွေနဲ့တခါလဲ ကိုမမယန်သူနော်ကိုဘမကောင်းကြံတဲ့သူတွေမှာပြန်ပြီးတော့မေးစရာစိတ်ထားနေမှာစာအဲ့စိတ်တဲ့အဲ့စိတ်တဲ့တွေပေါ့နော်ဟိုမကျင်တဲ့စိတ်တွေနဲ့နေရတရားရအစ်တရားနေရတာလည်းဆက်လို့ရှိရင်ခုလိုပေါ့အဓိပ္ပာယ်ရှိရှိပေါ့ဘဝအဓိပ္ပာယ်ရှိရှိနဲ့နေရတာဟာလေဘလောက်ပဲနေရနေရကျွန်တော်တို့ပြောတယ်အဲ့တော့ခုတိုက်နေတဲ့တွေအားလုံးကဘဝမှာတန်ဖို့ရှိတဲ့တွေကြီးပါပဲနော်သူတို့စိတ်ထဲမှာတန်ဖို့ကအပြည့်ရှိနေပြီသားပါ ကဲဟုတ်ပြီအဲ့တော့ဒါဘတ်မော်အခြေအနေပတ်သက်ပြီးကျွန်တော်နေနဲ့လည်းသုံးသပ်ခဲ့ပြီးပါပြီနော်အဲ့တော့မပူပါနဲ့ဘတ်မော်နဲ့ပတ်သက်ပြီးတော့ခွင့်ကြီးကြီးတွေမစ်ရှင်ကြီးကြီးတွေရှိပါတယ်ဆိုတဲ့ပုံစံမျိုးတွေကျွန်တော်ကြားထားပါတယ်နော်အဲ့ဒီအားလုံးကလည်းဝန်ကိုရင်ဖြစ်စင်နေဖြစ်တဲ့အတွက်ကြောင့်မလို့လဲကျွန်တော်နေနဲ့ဘာမှမပြောချင်ပါဘူး